မရဂူရမျိုးမင်္ဂလာတိုက်ဟောင်းရှင်သူတော်ရှင်အကမဟာပဏိတမုန်းကုန်ဆရာတော်ဘုရားကြီးရန်ကုန်မြို့၌သံဃာများအားဟောကြားတော်မူသောတရားတော်အလုံးစုံရဲ့သာသနာဝန်တန်းညာဖြစ်သောရောက်ပြီးဒီကလာလာကြတော်သတိတော်သူဟာရှိသောသူဂုဏ်ကြီးသောသူများကိုသူသာဖူးမြော်မှန်လျော့ကြတော့ခြင်းသည် ဝိဝါဏသရိသနိစ္ဆံဟုတ်တာဗစာယိညောသတ္တရောဓမ္မဝဒန္တိအာယိဝန္တော့ဒုက္ခမလားလို့ဓမ္မဝဒပါဠိတော်ကြီးများလာနေတဲ့အတွက်ဘုန်းကြီးကသေကောဘူးရောဖုမြတ်မန္တရကရောအချင်းအကြောင်းကြောင့်အာယုရှင်ပြန်များသက်ရှင်မှုကိုလည်းဓမ္မသောစေတနာကအကျိုးပေးလိမ့်မယ်ဆိုတာသာသမားတွေရှင်းနေတဲ့အတွက်တပည့်တွေကလည်းစာကြဖုန်ကြီးဖြစ်ပြီးအဲဒီကမှတက်လာတဲ့ဓမ္မရိတာဖြစ်လို့ ဟောငါတို့ခွန်ရကာယကံစီကံမနောကံဖြင့်သတိတော်သူဝါကြီးတော်သူခုံကြီးတော်သူများကိုကတော့အချင်းသည်အာယုဆိုတဲ့အသက်ရှင်မှုကိုလေပထမဇောကအကျိုးပေးလိုက်မယ်လို့မှတ်ချက်သမ်းပါဘုရားနာသေးတာမိစ္ဆောင်တာပစာရင်တော့ဆက်တော်တော့အာယုဝဏရှင်းစားရှိသည်တော့ပြည့်စုံလိုက်မှဒုက္ခဆိုတဲ့ကိုယ်ချမ်းသာရင်စိတ်ချမ်းသာရင်ကိုလည်းရလိမ့်မယ်ဆိုတာမှတ်တာပေါ့ အလားဆက်တဲ့ပရိယတိသာသနာကြီးကိုလည်းကြိုးစားနိုင်တဲ့အာယံဗလာနဲ့လည်းပြည့်စုံလိမ့်မယ်ဆိုတာခொနဲ့ကရှ िख ောချင်းတိဟူသောအကြောင်းအစေနာတို့ကြောင့်အခုသမကသရံတုံးဖို့ဖြစ်တဲ့ဘောတန်ကအဆရှိသူတို့ကိုဇာတော်ကြီးတွေတောင်းမှပြီးတဲ့ကာလအခုရှင်ပြောင်းများတပည့်တော်များကတရိပ်ပေးတဲ့သဘောကိုယ်သာသနာကြီးကိုကိုယ်ဆောင်ခြေလို့တဲ့သဘော အရှင်ဘုရားများအထုတ်နေတဲ့ပရိယမှဝယ်ခွက်သွားခဲ့ပြီရှိတော်ပရိကတရားသည်အခြေမထိုင်တော့ပါဘူးရိုင်လဲရမယ်ဆိုတာကိုလည်းအလုံးတည်ပြီးသားဖြစ်ပါလိမ့်မယ်အဲဒီပရိပရိုင်လဲသွားလို့ရှင်ပရိဝေဒဆိုတဲ့ရှားနဲ့တူတဲ့ပရိဝေဒဆိုတဲ့ထိုရင်းသည်ပညာတွေလည်းကွယ်ပြောက်သွားလိမ့်မယ်ဆိုတာကိုရှင်ဘုရားများတည်ပြီးသားဖြစ်တဲ့အတွက် ဘိဓမ္မကလာပြီးဩဝါဒပေးရခြင်းဒီအရှင်တရားလေးကမ္မံဆယ်မူကြီးကိုခိုင်ခိုင်လုပ်တော်မူကြပါဆိုတဲ့ကောင်းကောင်းသတိပေးတယ်ဆိုတာကိုမှတ်ကြအောင်မှတ်ကြလို့ရှိရင်ချင်းဩငါတို့လုံနေတဲ့လောက်ပါသာသနာ့ဝန္ဒန်ရဟန်းရဲ့လို့ဖြစ်ပြီးတကလားနေရတဲ့အချိန်သာသနာအကျိုးပြီးဖို့နေကြပါလားဆိုတာတန်ရမရှိပဲနဲ့ရက်ဆောင်ပါဆိုတာကိုလည်းတပည့်တော်များက တိုက်တော်မှာအားလုံးတန်ခါတွေကိုတကယ်တော့ဖြင့်ဒေရပါလာတဲ့အတိုင်းပေါ်လေဒေရမလာတဲ့အတိုင်းကံမောင်မရှိရင်ရေမတည်နိုင်ရေမတည်ရေမတည်နိုင်လို့ရှိရင်ကြာမပွက်နိုင်ဆိုတဲ့ဒေရဆရာကိုသိပြီးသားဖြစ်တဲ့အတွက်အရှင်ပြားများသည်ဒီပြားကြီးတိုက်မှာရာပရိယတိသာနာတော်ကြီးကိုဆရာကျရာတော်ရင်းနဲ့ရှင်ပြားများကသီဘိုးရွှေဆောင်နေခြင်းဒီဩ တိုက်တယ်တဲ့အခါမှာ foundation ဆိုတဲ့ပုံမြစ်ကြီးအရေးကြီးဆုံးဖြစ်တယ်။ရှင်ပြန်းသာတိုက်ကပရိယတိသာဝနာတော်ကြီးကိုအထူးကြလဲအားပေးနေခြင်းကြောင့်ပရိယတိခိုင်မြတ်မှုမှာဖြင့်ဒုတာဝံပဲဆိုတော့သာအားလုံးတန်ခါရင်မှတ်ဖို့ပါဘူး။အခုပရိပတ်ကြီးယမနံထွန်းကားနေတယ်ဆိုတာလဲရှင်ပြားလို့သိပါတယ်။အဲ့ဒါပဲလို့ပုဂ္ဂိုလ်တုံးဆိုတော့အထူးမြတ်ရှာနေလို့ရှိရင်ဖြင့် သတိဓာရကဟာဝိပါဒ်တတိတော်ကိုယ်တိုင်နှစ်ပေါင်း30ပြည့်ရည်သာနာပြီးချလာပါတယ်တန်ခါသတ္တဝါမှာ200လောက်ရှိပါတယ်ဒါလောက်ကြောင်ချပြီးဘုပိတ္တကာရလာခဲ့ချင်းကြောင့်လေဘုရားဝန်ညားတဲ့အစရှိတော်ဒီနိုင်ငံမှာဒါရရဆောင်နေကြတယ်ဒီလိုကျေကျူးကဲနာရှားရှားမရှားပါအဲ့ဒါကြောင့်ငါတဲ့ဒီလမ်းကတက်လာတော့ကျုံတဲ့အခါမှာငါလိုပဲ 阿辈子嘞，你帮东的，你成阿的，定定不离的，搞个拿到几个钱，干忙几个钱，为了买酒个包油，我都越吵嘛越出来不少，就比如，母差就是干了，母差，妈干那个不顾伢子嘞，是干忙些，买酒个包，上下家吧出来不离的，干忙一天，彩票三家吧出来五千，不离这个。 အရှင်ဘုရားများကမဆယ်တော့ပါဘူးဆိုလို့ရှိရင်ဖြင့်ဘာသာပြောက်သာသနာပြောက်ပြီးမွေးတဲ့ပုဂ္ဂိုလ်အလုံးစုံအကုန်အပယ်ရောက်ကုန်။ဒါကြောင့်ဘာသာပြောက်သာသနာပြောက်သွားလို့ရှိရင်ဖြင့်မွေးတဲ့ပုဂ္ဂိုလ်အပယ်ရောက်မှုကိုကယ်တင်နေသောကြောင့်အရှင်ဘုရားများဤအထုတ်နေတဲ့ပရိယဟာဇာတိတလုံးအန်လိုက်လို့ရှိရင်လည်းဥပနိဒ္ဒပြေလျှောပါပဲ။ဓမ္မတွေပေါ်နေအာကြီးသောအကြောင်းဖြစ်ပါတယ်။ မျက်လုံးကားနေကုန်မျက်လုံးဖွင့်ရမယ်နေရာဌာနမှာပရိယတ်ဒီဆိုတော့ဓမ္မရေးတွေကလည်းမျက်လုံးကားကိုမျက်လုံးဖွင့်ပေးနိုင်တယ်ဆိုတော့ကြောင့်သူဟာဥပနိဒ္ဒယပစ္စည်းဖြစ်ပါတယ်။အာဇီတော်ကြောင့်ကိုဥပနိဒ္ဒယပစ္စည်းလို့ဆိုရတယ်။အဲဒါကြောင့်ရှင်ပြားတို့ဒီတတိယတော်တို့ကိုသတိဝါကြီးဖြစ်တဲ့ပုဂ္ဂိုလ်ပြောဆိုတဲ့စကားကိုယုံကြည်လေးစားတော့ဖြစ်နေတော့ ဓမ္မကြီးမကြွဟာငါမကြွမပေါ့ရအောင်ဖြင့်ငါတို့တာဝန်ယူပါတော့ဘောဆိုတဲ့စိတ်နဲ့မွေးပြီးဒီကလာပရိယတိသာသနာတော်ကြီးကိုဖြင့်ချီးမြှောက်ဖြစ်အောင်ချီးမြှောက်ပါတမ်းမြှောက်ဖြစ်အောင်တမ်းမြှောက်အောင်သင်ကြပါဆိုတာကိုလေးစားစွာနဲ့ပရိယပရိပတ်ပြောဆိုနေတဲ့တပည့်တော်ကရှင်ဘုရားများအားညာစွာတိုက်တွန်းပြီးဒီကလာအကျိုးရှိပါလို့ရှိသောကြောင့် တယောက်ထဲဆောင်လို့တပည့်တော်တယောက်ထဲပြိယဆောင်နေလို့ပြိပဆောင်နေလို့မပြီးပါဘူးအကုန်ပိုင်းကဆောင်ဆောင်နိုင်တဲ့ဆိုင်းရတ္တိရှိလေသောကြောင့်လေဒီကူညီဖြင့်အာမလျှော့ပဲနဲ့ပြိယကူညီနဲ့ပြေးကြပါဆိုတော့သာကိုဖြင့်တပည့်တော်ကများစွာတိုက်တွန်းပါအဲ့ဒီပြိယကွယ်လို့ရှိရင်အခုပေါ်နေတဲ့ဝိပဿနာပြိပတ်ဆိုတာဒကာသမားတို့အားလုံးကတန်ခါများတို့ ကံမောင်ကျိုးလို့ရှိရင်ရည်တည်ရာမရှိဘူးဆိုတာအကြီးကျယ်ဖတ်ပြီးတကလားဩငါတို့ဖြတ်လိုက်လို့ရှိရင်ဖြင့်ငါတို့ကလုံးဝဝိရိယသံဃာတွေလျှော့လိုက်လို့ရှိရင်ဖြင့်အကုန်ဖြင့်တလောအပေသွားဖို့ဆိုတာကိုငဲ့ညာသွားဖြင့်ပရိယကိုကျိုးစားစီတဲ့ပုံမူပြီးကျိုးစားကြပါဆိုတာကိုလည်းတိုက်တွန်းရင်ဒီကနေ့ဒီကလားသတိပေးပါလေအဲ့ဒီပရိယမှာရှင်ဘုရားများက လက်ယူရှုလိုက်ကြတော့မယ်ဆိုလို့ရှိရင်လည်းအခုပြောတဲ့ပရိပတ်ဟာဒီလိုရေသိရင်သွားတာပရိပတ်မှအထမြောက်သေးတော့ပရိဝေဒဆိုတာအထမြောက်ဖို့ရလဲအလွန်ခဲနေဖြစ်လေသာကြောင့်ငါတို့ကအုံမြင့်ဖြစ်ငါတို့ကသာသနာအခြေဖြစ်ပါဠိတွေမရောက်ပါဘူးပရိယဒီမှာသာသနာတည်တယ်ဆိုတော့ပါဠိခဏခဏတွေ့နေကြတာမလိုပါဘူးအဲ့ဒါကြောင့်ပရိယတ်ဒီသာသနာတော်ကြီးကိုရွတ်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေဖြင့်နာတို့ ဘယ်အကျိုးရှိသလိုတတ္တကောဘာထူးမှာတုံးဆိုတဲ့ဒီအချိန်မျိုးမပေါ်ဘဲနဲ့သာမသိလို့ရှိရင်ခန္ဓာရှိကို မသိပါဘူးသာမရှိလို့ရှိရင်ဖြင့်ခန္ဓာရှိကိုမသိပါဘူးခန္ဓာရှိကိုမသိဘူးဆိုရင်မဉ္ဇဏ်ဖွညာမပေါ်ပါဘူးဒါဖြင့်မဉ္ဇဏ်ဖွညာပေါ်ခြင်းကြောင့်ဒီအားလုံးသောတဏ္ဍာများတို့သာရှိကိုဉာဏ်နဲ့ပြီးမှဒီဟာဒီရင့်ကျက်ပြီးမဉ္ဇဏ်ဖွညာဖြစ်နိုင်ပါလေ ဒါမပါပဲနဲ့ပြီးတယ်ကျွမ်းတယ်ဆိုတာကဖြင့်ဘုရားပြိနိဗ္ဗာန်စံသွားလို့ရှိရင်ဖြင့်သာသာမရှိတော့ပရိယတ်သာမရှိတော့ဘူးဆိုသူလောက်ရှိပွဲရကြာလာပါပြီဘယ်လိုသာနာငါးတော့ထားခဲ့ထားခဲ့လူပြောက်သွားတယ်ဆိုလို့ရှိရင်အလုံးသောတန်ခါများတို့အလုံးစုံဘာသာရေးကိုအရင်ကနေပြီးဆွဲလိုက်တယ်လို့ပြုတ်ကွက်သွားပါလေဒါကြောင့်ဒီခေတ်လိုက်မှာဆရာတော်ကြီးတွေဖုန်ထားတော့တရားပေါ်နေကြတော့ သက္ကံကပုဂ္ဂိုလ်ဒီလိုကြီးဒီလိုဖြစ်နေတဲ့အတွက်အာသေးသောအဖြစ်သင်ပြရသည်ငါတို့ဘာလို့ဆရာရှိသေးသလဲဆိုတဲ့ဥစ္စာကိုလည်းလို့ဆရာရှိတဲ့လို့ကဒုလုံနေတဲ့လို့အကြီးဆုံးပေါ့ကွာဆိုပြီးဆုံးခဲ့ချက်ချလိုက်အဲဒီကဲတော့ဆုံးခဲ့ချက်ချလိုက်လို့ရှိရင်ဖြင့်တဲ့အားလုံးရံမြောင်းမှရှိတဲ့လူပေါင်းတပန်းကျော်ဝန်သိန်းကျော်အစရှိသည်တော့ဗုဒ္ဓဘာသာမှန်က မနေ့ကရင်ရှင်မြန်းကဆုံးကရလောက်ကြည့်တဲ့ကမောလောကကုသိုလ်ဖြစ်ပါသေးတယ်ရှင်မြန်းကဆိုင်မီသီလပေးခဲ့လဲသီလကုသိုလ်ဖြစ်ပါသေးတယ်ဟာဒီလိုချင်းကဒီလိုကြံဟဲ့လို့ပြောလို့ရှိရင်အပရိယကာယူပြောရတဲ့အတွက်သူတို့မှာပဲလေးပါးကဖတ်ပိတ်ပိတ်နိုင်တဲ့ဆိုင်းရဲ့ဇတိရှိတယ်မပိတ်နိုင်တော့သူတို့ကျင်ပေးခဲ့တဲ့အသေးပဲရှိပါတယ်အဲ့ဒါဘယ်သူကပေးပါလိမ့်မလုံးလို့မေးတော့ပရိယသင်ထားတဲ့ပုဂ္ဂိုလ်မှပရိပါအကြောင်းပြောပြီးဒီကလာသူတို့ကျင်ပေးခဲ့တယ် နိဗ္ဗာန်ပုတ်သေးခဲ့တယ်ဆိုတဲ့အစအချိန်နဲ့ကြောက်ရှာတော့ရှင်ဘုရားပြန်အထုတ်နေတဲ့ပရိယမတပါးကိုးစားရမှရှိပါဘူး။ဒါကြောင့်အာဝေရဟောမိဆိုတာတာထားပြီးသဗ္ဗေသတ္တဝေယဟွန်တုဆိုတာခေါင်းကမြစ်တာပို့ရတဲ့ခါမှလည်းမြစ်တာပို့နေတဲ့အစအားလုံးကပုဂ္ဂိုလ်ကျမ်းမာပါစေဆန္ဒပါစေဆိုတော့မြစ်တာသမထဖြစ်ပါတယ်။ ရင်ငါးမတတ်တဲ့ပညာကိုတလုံးလပါတာဆုံးမပြီဒီလိုရှိရဒီလိုမှားဒီလိုကျင့်ဟဲ့ဒီလိုမှန်လာတရားနဲ့ညောင်နေဟဲ့ဆိုပြီးရှင်ပြမြတ်ကပြိယက်ကိုခြေတယ်ပြီးဆုံးမလို့ရှင်းဖြင့်ဝိပဿနာဉာဏ်နဲ့ပေါရောက်ပြီးကြလားနိဗ္ဗာန်ပြီးတန်ရောက်နိုင်ပါတယ်ဆိုတာကိုလည်းသိသိချာချာယုံကြည်ပြီးကြလားငါတို့လုံနေတယ်လို့ပါအရေးအကြီးဆုံးလို့တခုကိုငါတို့ဂိုင်ထားပါလားဆိုတာကိုရှင်းဘယ်ခါမှမဖြောက်ဖြစ်ပါနဲ့ 先平平哈，啥个那娘娘味，先做下。先平平娘娘酒做了一点点，啥个那本地水解过了没吃饱？啥个那本地过了苦涩啥子也是没吃的多。老家一放屁就发苦，所以人家吃。就别个的感冒一股，别别样别么哈，就咱这些么哈，就别个了。别个过去，九啥别样，九啥八出来啥，连啥穿呢？ တတိယကျုံတဲ့အခါတိုက်တွန်းပါတယ်ဒုတိယတိုက်တွန်းကြတာကဟောပရိယတိကားလို့ဆိုလို့ရှိရင်ငါတို့တော်တော်ဆိုရင်သတ္တိရှိပြီတာမန်ကြီးလက်ဆက်ပြီးလုံပြီဆိုလို့ရှိရင်ဖြင့်ရေခိုင်ကောင်လှုပ်ဖို့ရရေးဆိုတဲ့ဥစ္စာလဲကိုရေးကကိုရေချက်ကပရိယနဲ့မပြီးသေးတော့ပိန်ထဲမှာသံဃာဝတ္တဒုက္ခတော့မောဇနထာယပပိဇံယာစာမိကကြံပါသေးတယ် သံဃာမှာထပ်ရောက်ဖို့ရာအဖြစ်ဆိုယူခဲ့ပါတယ်ဆိုတော့ပရိယကိုလုံလောက်ဆယ်ပြီးလို့ရှိရင်ပရိပတ်များကိုလည်းဆက်လက်ပြီးဒီကလာကျိုးစားပါအောင်ဆိုတာကိုလည်းဒုတိယဆန်တိုက်တွန်းပါတယ်။ဘာကြောင့်လဲလို့မေးပြန်တော့ဓမ္မဗရလာပြန်တော့ပရိယကနွားချမ်းပါကပရိပတ်ကနွားနှုတ်ပိုင်ရှင်กว่าဘုရားကဟောထားပြန်တော့နွားချမ်းကဖြစ်နေကြီးလဲအချိန်မကုန်ပဲနဲ့နွားနှုတ်ပိုင်ရှင်အဖြစ်ကိုလည်းတက်လှမ်းပါအောင်ဆိုတာကိုလည်း တိုက်တွန်းရတယ်လေသူကတော့မတိုက်တွန်းပြန်တော့လေကာမောင်ဆိုင်နဲ့ချိန်ကုန်သွားပြီကြာရည်ကူသည်ကြာကုန်မြင်မှုကြာကိုသုံးဆောင်မှုညာနဲ့ရမှုကိုလေရှင်ပြန်ကချွေးရင်းရဲ့ရှိသွားလို့ရှင်လေဒီရဲ့ချက်နဲ့ပန်းတိုင်မဆိုင်ဖက်ဖြစ်သွားမှာလေဆိုရပါတယ်ဒါကြောင့်ပရိယလုံလောက်ပြီးသည်ရှားမဲ့နိုင်ပฏิပတ်တည်းဟူသောအလုတ်တရားကိုလေရှင်ပြန်များကျူးစားကြပါဦးဆိုတာကိုလည်းတက်ကြွလိုက်ပါတယ် အဲဒီပရိဝါတိုက်တွန်းခြင်းဒီကားလို့ရှင်ပရိဝေဒဆိုတဲ့ညာနဲ့တူတဲ့ပရိဝေဒအစရှိသည့်တို့ကိုလည်းဉာဏ်ရများသည်ကိုရေးကိုယ်တာပြည့်စုံစေခြင်းကြောင့်ဟာပရိဝေဒညာကို ပေါ့ရောက်အောင်လဲသူ့အစဉ်အတန်းတိုင်းတက်ပါခုံလဲတက်လို့မရဘူးဆိုတာကိုလည်းပတ်ခုံတက်လို့မရဘူးဆိုတာကဘယ်လိုကြောင့်ဟောရပါလိမ့်မလို့လို့မဲတဲ့အခါဘယ်လိုကြောင့်ဆုံးမပါလိမ့်မလို့ဆိုတော့ညာကြပရိဉ္ဇမရှိဘဲနဲ့တိရနာပရိဉ္ဇမဖြစ်ပါဘူး ဒိနပရိဉ္ဉံမရှိခဲနဲ့ဘာနာပရိဉ္ဉံမဖြစ်နိုင်ပါဘူးဆိုတာလေရှင်ပြန်နိုင်ဥတ္တရောဘာလို့တက်တဲ့အခါသိပြီးသားဖြစ်ပါလဲဒါကြောင့်ညာတလို့ဒီပရိယမပါရင်ညာတမဖြစ်ဘူးပฏิကောင်ပါရင်ဒိနမဖြစ်ဘူးပရိပတ်မပါလို့ရှိတယ်ရှင်လေဘာနာပရိဉ္ဉံဆိုတဲ့ဆိုပရိပတ်ကမှဆက်တဲ့ရမှာဖြစ်တော့ကြောင့်ကိလေသာပယ်မှုကိုလည်းမဖြစ်နိုင်တော့ကြောင့် ဩတို့ဒီပထမအရှင်ခိုင်မြဲလို့ရှင်ဒုတိယအရှင်တဲဦးမှာဒုတိယအရှင်တဲပြီးတတိယအရှင်မှာငါတို့တက်ပြီးကာလချမ်းသာအောင်နေမဲ့ဆိုတဲ့စိတ်ထားကိုလေတချို့ဘုရားဒီရလည်းစားချရတော့သင်ပေးလိုက်တာကပြီမာရီဝိနည်းတွေသင်ပေးလိုက်ကိုတော်ရတွေရောက်သွားတဲ့အခါကာယိကဝေပြန်စနေတယ်ကိုတော်ကသိမြားကလေးတွေနဲ့ချိန်ကုန်နေတယ်အားကသိမြားပါတယ်အဲဒါကြောင့်ဒီလိုလဲ လုံးကြီးလောက်လာပြီးမှတငယ်ပြန်ရတဲ့ဖြစ်ဟာလဲအမဒါယုတ်သိုးသောကြောင့်ခေါင်းကပရိယကံေပရိပတ်တက်ပါပရိပတ်ကံေပရိဝေဒရတာကိုသုံးဆောင်ခံစားကြပါဆိုတာကိုလည်းအများကြီးတိုက်တွန်းပါတယ်ဆိုတာကိုလည်းမှတ်ကြပါအဲ့တော့မယ်လိုတပည့်တို့လောကမှာတော့မဲတော့သံလေခသုတ်ကိုကြွားကြည့်ပါရှင်ပြန်အများကြီးပရိပတ်တက်ကြီးကိုသံလေခသုတ်ကမူတယ်ကြည့်ပါ ူလပါဏလပါဏိယသံလေခသုတ်ပြလိုက်တဲ့အခါကျတော့ကိုယ်ဤယဉ်ကျေးမှုဖြစ်တဲ့ပထမအရှင်အောင်မြင်ပါလိမ့်မယ်ပရိယနဲ့သင်ထားလိုက်တော့ဒီဘာကတတိချွေရင်းနေဟာငါတတိကိုဖြစ်မချွေရင်းအောင်လုပ်မယ်ဆိုတာအဲ့ဒါသံလေခခေါ်ပါလိမ့်သူကဝရိယလေးဝင်နေတဲ့တပါးသောပုဂ္ဂိုလ်ကဒါပေါ်မှန်တော့အကျင့်ပေါ်မှန်တော့ရော့နေလို့ရှိရင်ငါကမရော့အောင်လုပ်မှဆိုတာလေဒါတန်ခါဖြစ်ပါတယ်ဆိုတာကိုပတ် ဒီကံဤပါဒကံလွန်ကျူးနေတယ်။ငါပါဠိပါဒကံလွန်မလွန်ကျူးတော့ဘူးဆိုရင်လည်းပါဠိထပ်ဖြစ်ပါတယ်။သူကမူကားပြောတယ်ငါကမလွန်ကျူးတော့ဘူးဆိုလို့ရှိရင်လည်းပါဠိထပ်ဖြစ်တာဒီသီရိရဖြစ်သောကြောင့်မကောင်းတဲ့အလုပ်မြင်နိုင်နေတဲ့ငါမလုပ်ဘူးငါမလုပ်ဘူးဆိုတဲ့ကြောင်ကျင်မှုဒီပါဠိထပ်ပါဒါခေါင်းမအောင်လုပ်တာပဲ။အဲဒီကစပြီးတဲ့ကာလဘုရားသခင်ဂရမေကြီးကပါဠိထပ်စပြီးပြင်ကြလို့ရှိရင်ဖြင့်ကွာတဲ့။သီလဘက်ကလုံပြီးသမထဘက် ဝိပဿနာဘက်သို့တက်နိုင်ပါလိမ့်မယ်ဆိုတဲ့အတိုင်းရှင်ပြန်ရတပါးတပါးမြင်တဲ့အခါကြလို့ရှိရင်ဖြင့်သူကမကောင်းခြင်းဝတ်စားနေတယ်မကောင်းခြင်းကျင်းကျင်ငယ်စွန့်နေတယ်မကောင်းခြင်းသွားမှုလာမှုတွေလုပ်နေငါမလုပ်ဘူးကဇေယံတန်လေးခဖြစ်တာပဲသူကမူကားပြောနေတယ်ရေရေပြောနေတယ်ဘာသာရမဒါနဲ့မွေးလျော်နေတယ်ငါကမမွေးလျော်ဘူးဆိုရင်တော့တန်လေးခဖြစ်တာပဲအဲဒါကြောင့်တန်လေးခကိုလက်သုံးထားပြီးကာလမကောင်းတာမြင်လေလေကိုက ကောင်းတဲ့အလုပ်လုပ်နေလေလုပ်ကြလေရှိရင်ဖြင့်ဒီသာသနာတော်ကြီးဟာအများအတွက်လည်းခိုင်းပယ်လေးပါးကပိတ်ဤကာလကိုမှန်းကြီးပေါက်ဖြစ်တဲ့မဏိခာနေတက်ပြီးဥပဒနာညာမဲညာတက်ကြမှာဆိုရင်ဖြင့်အားလုံးသောသံဃာများတို့ကိုမှန်းကြီးအဖြစ်သံဃာဝဒဒုက္ခတော်မောသနခြာရဆက်လက်လွတ်မြောက်ခြင်းသာသေးသေးရှားရှားဖြစ်နိုင်တယ်ဆိုပြီးမှတ်ပြီးဒီကရ။ဩတန်လေးခတ်တော့မူတယ်ပြောတာပါလားဆိုတာသဘောကျပြီးဒီကရ။အ ဒီချိန်မဲ့ဆုံးမမှုကိုပြည့်ပေးမှုကိုရက်ဆက်လိုက်ပါလေ။မေခတုတ္တနိတိတံ။